ကောင်းကင်ကကတိမ်မဲရီနဲ့ဝိတ်ပွဲတွေကကြာရောက်တော့မယ်ဘိတ်ထုတ်ကကိုကျူတင်သတိပေးနေတယ်လို့မျိုးအဆက်ပြောင်းနိုင်ငံတော်ကိုဖျက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘီအမာဂျီဒေါက်တာရှာကမော်ရိတ်ကနေထွက်ပေါ်လာတဲ့ဥဒဏ်ကြောင့်အေးခဲသွားခဲ့ပါတယ်။အမောင်တို့အတွင်းကနေခွေယူတကောင်ကရှေ့ကိုတိုးလာပြီးသူ့ရဲ့ဘွားယောကနေလည်းဒရွေးတွေရွှဲကျနေပြီးဖြူခွင်းနဲ့မျက်လုံးတွေကယူသစ်မှုတွေနဲ့ပြင်းထန်နေခဲ့ပါတယ်။ကြောက်မက်ဖွယ်ကောင်းတဲ့အချိန်နဲ့ဘီအမာစီကိုပြေးပါတော့တယ်။ ။ဘယင်မဟေးတတိထား။တစ္ဆာဆောင်တဲ့ဖုံဖုံပေါ်ပေါက်လာပြီးဘယင်ဟောက်ကို အကောက်ွယ်ပေးခဲ့ပါတယ်။ခွေယူပြန်ယောဂရဲ့ခြုံထက်တဲ့အစွဲတွေကဖုံဖုံရဲ့လက်ထဲကိုနှစ်မြုပ်သွားခဲ့ပါတယ်။စကန့်ပိုင်းလေးအတွင်းမှာသူ့မျက်လုံးတွေကသူရည်လိုနှီးရဲသွားပြီးကြောက်စရာကောင်းတဲ့အသွင်ပြောင်းသွားပါတော့တယ်။ဘာဖြစ်သွားတာလဲ။နိုင်ကိုအရင်ရက်နိုင်ငံလောက်စီကိုပြန်လှည့်ကြည့်လိုက်ရအောင်။ ခိုးရှိရှိတုန်းကမြင့်မားတဲ့ရှေးတစ်တော်တွေကြားထဲမှာပုံကွယ်နေတဲ့အဆက်ပြောင်နိုင်ငံတော်ကတာမရှင်းရဲ့မြင့်မြတ်တဲ့ပြည်အဖြစ်ရပ်တည်ခဲ့ပါတယ်။နိုင်ငံတော်တစ်ခုတည်းမဟုတ်ပဲဂုံယူတဲ့အင်ပါယာပဲဖြစ်ပါတယ်။ဆွမ်းအားအာနာကသူတို့တောင်းမွေးပုံမှာရှိတဲ့အမဲဆက်အရေးအတွက်တွေပေါ်မှာမူတည်တယ်လေ။အဆက်အရေးအတွက်များလေလေသူတို့ရဲ့အစံတန်းကမြန်မာလေလေနဲ့သူတို့အားကောင်းလေလေပါပဲကောင်းသောနေပါစီရော မုံတိုင်းအဆက်အပြောက်လမ်းတော်မှာတော့အာနာရဲ့အထုတ်ထိတ်မှာဘယင်မာကြီးဒေါက်ထရီရှာရှိပါတယ်။အတန်မာဆုံးညံ့အမျော်မြင့်အရှိဆုံးနဲ့မာနအရှိဆုံးအိုဆိုးရှင်လို့လူတိုင်းကသိထားကြပါတယ်။သူကဘသူ့ကိုမှသူနဲ့တန်းတူရက်တီခွင့်မပြုတ်ဘူးလေ။သူကတမိုင်းတလျှောက်အနှံ့အောင်အဆက်အပြောက်အရှိအထွတ်အများဆုံးပိုင်ဆိုင်ထားပြီးသူ့အနာမှာအမင်းရှိနေတဲ့ဖုန်ဖုန်ကနိုင်ငံတော်ရဲ့တစ္ဆာစောင့်သိမှုအရှိဆုံးသူဖြစ်ပါတယ်။ဘယင်မာကြီး အမဲဆက်အတက်ကုန်ပြုတဲ့ပွဲအခမ်းအနားခဏနေစပါတော့မယ်။ကျမတို့သွားရတော့မယ်။ဒါဆိုသွားကြရအောင်။ဒီနေ့ကျမတို့နိုင်ငံတော်ကကျမတို့ကြားမှာအတန်မာဆုံးသူတွေကိုဂုဏ်ပြုရနေတဲ့အဖြစ်အမဲဆက်တွေအတွက်ဂုဏ်ပြုပွဲကျင်းပမှာပဲဖြစ်ပါတယ်။ Hooray! Hooray! ရှင်သက်ရှူမောပွဲကောင်းတဲ့ပွဲတော်တွေကြားထဲမှာရုပ်တရက်လေပြင်းတက်ခဲ့လာပြီးအေးဆက်တဲ့လေပြင်းတွေကလူစုလူဝေးကိုဖျက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာမတင်မတ်တဲ့အရာဖြစ်သွားခဲ့ပါတယ်။ဒမင်းရှာနေတဲ့ကတယောက်ကသူ့ရဲ့အမဲဆက်တွေရုတ်တရက်မှိတ်ဖြောက်သွားတာကြောင့်တုံ့လွတ်သွားပါတော့တယ်။စစ်တီတွေမုမတ်တွေနဲ့နိုင်ငံသားတွေတယောက်ပြီးတယောက်လဲကြကုန်ပြီးသူတို့ရဲ့မျက်လုံးတွေကအသက်မဲ့သွားခဲ့ပါတယ်။ကောက်ွယ်မှုနဲ့တကူရဲ့မြင့်မြတ်တဲ့တင်ဂီတာတွေဖြစ်တဲ့သူတို့ရဲ့အနက်ရောင်အဆက်ပြုတ်တွေကပျောက်ကွယ်သွားခဲ့တယ်လေ။ထိတ်လန့်တုံ့လွတ်မှုတွေကတော်ပြီလို့ပြက်နှက်သွားပါတော့တယ်။ဘလို့ဖြစ်ကြရလဲသူတို့ရဲ့အဆက်ပြောက်တွေကဘာလို့ပြောက်သွားရလဲဘယင်မ သူတို့ယောဂတမျိုးမျိုးများဖြစ်နေကြရလားအမြန်သူတို့အားလုံးကိုတည်တံ့ခွဲထားကြပြီးရင်နိုင်ငံတော်မှာရှိတဲ့ကုသပေးသူတိုင်းကိုခေါ်လိုက်ဘီယံမဒေါက်တာရှာဘောကြောက်မက်ဖွယ်လှိုင်းလုံးကြီးလွှမ်းသွားခဲ့ပါတယ်သူ့ရဲ့မျက်လုံးတွေရှိမှာသူ့ပြည်သူတွေကြိုလဲသွားလို့ပါပဲဒုက္ခရောက်နေတဲ့ dimension တွေကိုတီးခြားခွဲထားပြီးအကျွမ်းကျင်ဆုံးကုသပေးသူတွေကိုစင့်ခေါ်ခဲ့ကြပါတယ်ဖြစ်ပျက်နေတာတွေကိုဘယ်သူမှမရှင်းပြနိုင်သေးပါဘူးနိုင်ငံတော်အပေါ်ဘလို့စင်စာကြခဲ့တာလဲဒီနောက်ကွယ်မှာဘယ်သူရှိနိုင်မလဲဟုတ်ပါ ဒါကဘယ်အဖြစ်စေရလဲဆိုတာကိုချက်ချင်းဖြေရှာပါဟုတ်ကဲ့ပါဘုရင်မတနေ့လုံးဖုန်ဖုန်ကကုန်တယ်ရဲ့တီးတူးတံကိုနားထောင်ရင်းနိုင်ငံတော်ရဲ့တောင်တိုင်းကိုလှည့်လည်ခဲ့ပါတယ်နောက်ဆုံးမှာတော့တောင်တွင်နောက်မှာနေအောင်ကြောက်သွားချိန်မှာတော့ဖုန်ဖုန်ကအယိုးအကြီးတိတ်ကိုသူ့နောက်ကနေတည်ပြီးပြန်လာခဲ့ပါတယ်ဘုရင်မဒီအယိုးတွေကိုနိုင်ငံတော်အနှံ့မှာရောင်းဝယ်ဖောက်ကားနေကြပါတယ်ဒီအယိုးတွေကတခြားအယိုးတွေနဲ့ဘာကွာလို့လဲ ဖုံဖုံကအသေးဆုံးအရိုးကိုကောက်ယူပြီးပြလိုက်ပါတယ်။အဲ့ဒီမှာထူးဆန်းတဲ့အမှတ်သားဖြစ်တဲ့ Cruella ကိုအရိုးပေါ်မှာသူတွေ့လိုက်ရတယ်လေ။ Cruella အဲ့ဒီနာမည်သူကအရင်ကနိုင်ငံတော်ကနေနှိမ့်ချောက်ခံခဲ့ရတဲ့သူပဲ။အဆက်တွေပျောက်ဆုံးသွားတဲ့ခွေးလေးတိုင်းကဒီကျင်းစာတင့်အရိုးကိုစားဖို့တယ်လို့ပြောကြတယ်။ Cruella နင်ပြန်လာပြီလား။ဟုတ်မို့ဒီအရိုးတွေအားလုံးကိုချက်ချင်းဖြတ်စီးပစ်လိုက် ပြီးတော့ဒီအမှတ်သားပါတဲ့အရိုးတွေကိုနိုင်ငံတော်မှာရှိတဲ့ဘယ်နေရာမှာမဆိုရောင်းချခြင်းကိုတားမြစ်တယ်ဆိုပြီးတော့အမိန့်ထုတ်လိုက်အကြက်တဲကိုထိန်းထားနိုင်ပြီလို့သူတို့ထင်မှတ်လိုက်ပေမဲ့ဒုံလုံးချောင်ချောက်ဝဲကောင်းပြီးကြောင်းအေးစီရဲ့ဥဒံတစ်ခုကတိတ်ဆိတ်မှုကိုဖြိုခွဲပြစ်လိုက်ပါတယ်ဥဒံကပဲ့တင်ထွက်သွားပြီးရောဂါရှိတဲ့ခွေးတွေရုတ်တရက်ထလာတာအထင်းကိုမရှိသိရင်ပြန်ကျလာခဲ့ပါတယ်ချက်ချင်းဆိုသလိုပဲတအုံလုံးတုံလုံးချောင်ချောက်သွားပြီးလူရန်းကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တယ်လေ ထိမ့်မနိုင်သိမ့်မရတဲ့အခြေအနေမှာသူတို့ကစေကူသားဆောင်ကနေပြီးထွက်ပြီးအရာအားလုံးကိုနင်းချင်ဖျက်ဆီးပါတော့တယ်။မျက်စိတမိတ်အတွင်းမှာပဲအများစုကဘယမာကြီးကိုသူတို့ရဲ့နောက်ပြတ်မှန်အဖြစ်ထားခဲ့ကြပါတယ်။သူတို့သူ့စီရောက်ခါလေးမှာဖုန်ဖုန်ဝင်လာခဲ့ပါတယ်။သူကပြင်းထန်တဲ့ကံချက်ကိုထုတ်လွှတ်လိုက်ပြီးခွေယူတွေကိုရင်းပြန်သွားစေခဲ့တယ်လေ။ဖုန်ဖုန်ကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးဘယင်မရှိမှသူ့ကိုယ်သူနေရာချကကြောက်ပွက်ဖွယ်မျိုးလုံးကိုယူကျစ်သွားပါတယ်။ဘယင်မ ကျမတို့အခုဘာလုပ်ကြမလဲအရင်ဆုံးငါတို့ရဲတပ်ကိုပြန်ရမယ်အဲ့ဒီရောက်မှငါတို့အစီအစဉ်တစ်ခုဆွဲကြတာပေါ့ခွေယူတွေကရှေ့ကိုတိုးလာခဲ့ပါတယ်ပုံပုံကဘယမကြီးကိုဆွဲပြီးရထားပေါ်ကိုအမြန်တင်တာကြာဖို့ကိုရိုက်ပြီးတဝယ်လမ်းတော်စီကိုပြေးသွားခဲ့ပါတယ်လမ်းတစ်လျှောက်မှာခွေအကောင်ပေါ်များစွာကရထားပေါ်ကိုခုန်တက်ခဲ့ကြတယ်လေပုံပုံကသူ့ရဲ့ဓာတ်နဲ့တကောင်ပြီးတကောင်ကိုတိုက်ခိုက်ခဲ့ပါတယ်ရထားကအရှင်ပြင်းပြင်းနဲ့မောင်းနေခဲ့ပြီ ာရန်အော်ဒန်တွေလည်းနောက်မှခြံခဲ့ပါဗျ။နန်းတော်ကိုရောက်တဲ့အချိန်အတွင်းဘက်မှာလည်းအားလုံးကပြုတ်ပြက်နေခဲ့ပါပြီ။နန်းတော်အတွင်းမှာ ခွေးဦးတန်းကြောင့်ခွေးတအုပ်လုံးယူသွတ်သွားခဲ့ပြီလေ။သူတို့အရာအားလုံးကိုဖျက်ဆီးခဲ့ကြပြီးအဲ့ဒီနေရာကိုသွေးစုံးနေတဲ့စစ်မြေပြင်အဖြစ်ပြောင်းလဲပစ်လိုက်ကြပါတယ်။အချိန်မရှိဘူး။ငါတို့ဒီကနေအမြန်ထွက်သွားရမယ်။ ဖုံဖုံကစကြိုးကိုကန်ပြီးထွက်သွားတော့မယ်အချင်းဘဲကမှမသိခွေယူးတကောင်ထွက်လာပြီးသူ့လက်ကိုကန်လိုက်ပါတယ်သူကတော့အန်ချိန်ပြီးခွေးကိုကန်ထုတ်လိုက်ပါတယ်ခွေယူးတွေကတကောင်မိတကောင်ပူပူများလာခဲ့ပါတယ်ကျမတို့ယထားပေါ်ကစင်းမရမယ်ဘယင်မမိဖုရားရဲ့ခြေပြားကမြေကြီးကိုထိတာနဲ့တပြိုင်နက်ခွေးတွေကရှကားပေါ်ကိုခုန်တက်သွားပြီးယူသစ်စွာအော်ဟစ်နေခဲ့ကြပါတယ်ကံကောင်းစွာနဲ့ပဲဘယင်မကအချိန်မီခုန်ဆင်းနိုင်ခဲ့ပါတယ် ငါပြောဝက်လောင်းကိုသိတယ်ငါတော့ကနေလိုက်ခဲ့တော်ရဲမှာဖုံဖုံကခွေယူပြန်သွားပြီးသူ့ခန္ဓာကိုအသွင်ပြောင်းသွားပါတော့တယ်ဖုံဖုံမင်းအဆင်ပြေလားသူကမိဖုရားကိုတိုက်ခတ်ခဲ့ပေမဲ့ကံကောင်းစွာနဲ့သူကတိုက်ခတ်မှုကိုရှောင်တိန်နိုင်ခဲ့ပါတယ်သူရေရှားနေစဉ်မှာပိုတိုက်မှုကမိဘငယ်ကိုမတော်ဆဖြစ်စေခဲ့ပါတယ်သူမတိုက်တော့ပါလားသူတို့မိကိုကြောက်တာလား ဒေါက်ထရရှာကသူ့ရဲ့ဆွမ်းအားကိုအသက်သွင်းခဲ့ပြီးအပြန်အောင်မီးတောက်တွေနဲ့တောက်ပါနေတဲ့သူ့ရဲ့ခြေထဲတွေနဲ့အတူဖုံဖုံကိုရှာယူနေနေခဲ့ပါတယ်။သူ့ကိုကြည့်ရင်အတွေးတွေကသူ့နိုင်ငံသားတွေစီပြန့်လွင့်သွားခဲ့ပါတယ်။တခြားနည်းလမ်းမရှိဘူး။ဒါအောင်အဆုံးသတ်ဖို့ငါခရူဝဲသားနဲ့ရင်ဆိုင်ရမယ်။အဲ့ဒီနောက်သူကအထက်တစားကိုဆုပ်ဖြဲကဖုံဖုံဘာမှကြိုက်လို့မရတော့သူ့ပါဇက်မှာတင်းတင်းကြပ်ကြပ်ရပ်ပတ်လိုက်ပြီးသူ့ကိုချီအောင်ခဲ့ပါတယ်။ သူ့ကိုခုခံမှုအခွင့်မရှိတာကြောင့်မိဖုရားကသူ့ကိုခြံထားခဲ့ပြီးခရီးမှတယောက်တည်းထွက်ခွာဖို့ကလွယ်ပြီးရွေးချယ်စရာမရှိဘူးလေ။အန်နီရဲ့များတဲ့လက်များစွာကိုဖျက်ဆီးပြီးနောက်ဘုရင်မကြီးကနောက်ဆုံးမှာတော့အဲ့ဒီနေရာကိုရောက်ရှိသွားခဲ့ပါပြီ။ Cruella ကအရေးတွေကနေထွက်ပေါ်လာပြီးသူ့ရဲ့တောင်းမွေးတွေကဆုတ်ပြဲနေတဲ့အပြင် အမှားရွက်တွေကြောင့်ကြောက်မဖွယ်ကောင်းတဲ့ရောင်ဝါကိုတွေ့စေခဲ့ပါတော့။သူတို့နှစ်ယောက်သာတွေ့လာတဲ့သူတို့ချက်ချင်းပြင်းထန်စွာတိုက်ခိုက်ပါတော့တယ်။ ီရွေးသွမ်းမှုကိုရပ်လိုက်ပါတော့အားလုံးကတော်တော်လွန်နေပြီကြော်စမ်းအဲ့တော့အိမ်မက်တောင်မမတ်နဲ့နေငါ့ကိုဘာလုပ်ခဲ့လဲဆိုတာနဲ့မက်မိသေးလားငါနဲ့ကိုမုန်းတယ်ပြီးတော့ဒီရုံးညက်တဲ့နိုင်ငံတော်ကိုလည်းယွန်းတယ်နင်းကြောင့်ကရှက်စရာကောင်းသွားပြီးငါ့အရာနဲ့နှင်ထုတ်ခံခဲ့ရတာကရူလာကဘီအမ်မော့ဒေါက်ခရှာရဲ့အမကလွယ်ပြီးတခြားသူမဟုတ်ပါဘူး အရင်တော့ကသူတို့ကခွဲလို့မရတဲ့ညီမတွေပါဒါပေမဲ့သူတို့ရဲ့နိုင်ငံတော်မှာတင်းကျပ်တဲ့အစဉ်လာရှိပါတယ်အနိုင်ရောင်အဆက်ပြောက်100ကျော်ရှိသူတွေသာရှာစားပလင်ကိုအမွေဆက်ခံနိုင်မှာဖြစ်ပါတယ်သူကအမဖြစ်ပေမဲ့ခရဲလာကဒေါက်တာရှာထက်အဆက်နည်းပါတယ်အဲ့ဒါကြောင့်သူညီမကထီးနှန်းကိုရခဲ့တယ်လေ ါပေမဲ့အမှန်ကထရက်ဖစ်ရှာခန္ဓာကိုယ်ပေါ်မှာရှိတဲ့အဆက်ပြောက်တွေကမွေးရပါမဟုတ်ပါဘူး။သူ့ရဲ့ညီမအပြင်းပြားနေချိန်မှာခရဲလာကအဆက်တွေကိုသူ့ညီမစီကိုလွှဲပေးခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ထရက်ဖစ်ရှာကအမှန်တရားကိုဘယ်တော့မှမပြောခဲ့ပါဘူး။အဲ့ဒီစားသူကမဆိုင်မတွထိနှံကိုရယူခဲ့ပါတယ်။တရဖူဆောင်းပြီးတာနဲ့ထရက်ဖစ်ရှာကခရဲလာကိုအရင်ကလိုမဆက်ဆံတော့ဘူးလေ။သူ့လူကြားကနှုတ်ထွက်မှုကနှိမ်ဖြောက်သွားပြီးအေးဆက်မှုကပဲအစားထိုးသွားခဲ့ပါတယ်။ သူ့ရဲ့အထွတ်ထိပ်မှာသူကနောက်ဆုံးမှာတော့သူ့ကိုချိုးအတွက် Cruella ကိုအမောင်တို့နဲ့ဆက်ပြတ်အားငယ်မှုတွေကိုတွန်းဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့ယာယီလူယူခံရတဲ့အပြင်မြမဖြစ်သူရဲ့နှင်ထုတ်တာကိုခံရတော့ Cruella ကဘယမကြီးကိုမောသွားခဲ့ပြီးသူ့မြမတီထောင်တဲ့အရာအားလုံးကိုဖျက်ဆီးပြစ်ဖို့ပဋိပြုခဲ့တယ်လေ။ ော်ထရီရှာကသူ့ရဲ့စွမ်းအားကိုကန့်သက်ချက်တွေစီကိုတွန်းပို့ခဲ့ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကပြက်ကင်းသွားနေခဲ့ပါပြီ။အဲ့ဒါအပြင်သူ့ရဲ့ခွန်အားကဒမေးရှားနိုင်ငံတော်ရဲ့နယ်မြေတွေမှာပဲအပြည့်အဝပေါ်လွင်နိုင်လေလေ။အခုတော့သူ့နယ်မြေနဲ့အယံဝေးกว่าနေတာကြောင့်သူ့ရဲ့မော်အစွမ်းတွေအားနည်းနေခဲ့တာပဲဖြစ်ပါတယ်။ Cruella ကဒေါသထွက်နေမှတိတာကြောင့်မိဖုရားကထွက်ပြေးဖို့ရည်ရွယ်ခဲ့ပေမဲ့ရုပ်တရက်ဖုံဖုံပေါ်လာပြီးသူ့ကိုကန့်လိုက်ပါတယ်။ဖုံဖုံမင်းဘာလုပ်နေရလဲ စ္စာဖောက်ခံရတဲ့ခံစားမှုကိုနှစ်နောက်ဆုံးတော့နားလေသွားပြီမလားဟမ်သူအယုံကြည်ရဆုံးသူဖုံဖုံကခရီလာရဲ့ခံထားတဲ့အစီအစဉ်မှာပါတဲ့အတုံးခံဖြစ်မှန်းသူသိသွားခဲ့ပါတယ်အချိန်တော့ကြောင်သူကစိန်စာတဲ့အယိုးတွေကိုနိုင်ငံတော်အနှံ့ဖြန့်ဝေပြီးတန်လျာမရှိတဲ့ခွေးတွေကိုစားသုံးဖို့စွဲဆောင်ခဲ့တယ်လေဒါပေမဲ့သူနဲ့ပတ်သက်ပြီးကြွေးပြတဲ့အချက်တခုရှိခဲ့ပါတယ်ဟမ် သူ့ဘောရောဂါတရားမှုမရှိတာပါပဲဒီအစိတ်တံကိုခံနိုင်ရှိစေဖို့အတွက်ခရဲလာကသူ့ကိုအစိတ်ဖြစ်စေကိုကြိုပေးခဲ့တာပဲဖြစ်ပါတယ်သူကရောဂါကူးစက်ခံရဟန်ဆောင်ခဲ့တဲ့အပြင်သူ့အသက်ကိုစည်သေးပြီးမိဖုရားကိုကာကွယ်ခြင်းဟန်ဆောင်ခဲ့တယ်လေအားလုံးကသူ့ကိုဘေးကင်းရရဲတဲ့ကနေဝေးရကိုပေးဆောင်ဖို့ပါပဲ ပြောစရာစကားမရှိတော့ဘူး။ငါအခုတော့နားလည်သွားပါပြီ။ဒီနေ့ဖြစ်ပြခဲ့သမျှအရာအားလုံးကငါ့ရဲ့အတိတ်ကဆုံးဖြတ်ချက်တွေရဲ့အကျိုးဆက်ပဲ။ငါမောင်းပါခဲ့တယ်။ဘသူကထိုက်တန်ပြီးတော့ဘသူကမထိုက်တန်ဘူးလဲဆိုတာကိုကံကြမ္မာကပဲဆုံးဖြတ်ခဲ့တယ်ဆိုပြီးတော့ရုံခဲ့တာ။ခရဝဲလာကိုစိတ်ဖြစ်အားငယ်စေပြီးတော့ငါ့ရဲ့မောင်းပါမှုကသူ့ကိုအခုလိုအမျိုးကြီးတဲ့သူအဖြစ်ပြောင်းလဲပစ်ခဲ့မိတယ်။ သူ့ဘဝမှာပထမဆုံးအချိန်ဖြစ်ဘယ်မှာကြီးဒေါက်တာရှာကဒူးထောက်ပြီးခေါင်းကိုငုံထားခဲ့တာပါသစ္စာဖောက်ခြင်းရဲ့နားကျင်မှုငါအခုတော့နားလည်သွားပါပြီခရူဝဲလာငါတို့နိုင်ငံကိုကယ်ပေးပါလို့ငါတောင်းဆိုပါတယ်ငါမှားပါတယ်ပြီးတော့သူတို့ကအပြစ်မရှိတဲ့သူတွေပါကျေးဇူးပြုပြီးဒီလိုမလုပ်ပါနဲ့အဲ့ဒီစကားနဲ့ဒေါက်တာရှာကမြင့်မြတ်တဲ့နေရာကို Cruella ကိုပြန်ပေးခဲ့ပါတယ်။တောက်ပနေတဲ့အမှတ်သားတွေကသူ့ရဲ့ခန္ဓာကိုယ်အနှံ့ပြန်ပေါ်လာခဲ့တယ်လေ။ တချင်ကသူ့မှာရှိခဲ့တဲ့အမာရွတ်နဲ့စုပ်ပြဲနေတဲ့ရုပ်သူမဟုတ်လို့ပဲခရဲလာရဲ့တဲ့ဝင်တရှိမှုကိုပြန်လည်ရရှိခဲ့ပါတယ်။သူကရပ်တန့်သွားခဲ့ပြီးသူ့ရဲ့ပြင်းထန်တဲ့ဒေါသအကြီးကမယုံနိုင်လောက်အောင်ပျော့ပြောင်းသွားခဲ့ပါတယ်။ဒေါက်တာရှာကသူ့ရဲ့ရှေ့မှာဦးညွတ်ဖို့ဘယ်တော့ကမှမမျှော်လင့်ထားခဲ့ဘူးလေ။ဒီတချင်လုံးငါအလိုချင်ဆုံးအရာတောင်းမှတ်မှုပဲ။ငါအဲ့ဒါကိုပဲစောင့်နေခဲ့တာ။နောက်ဆုံးမှာတော့ညီမနှစ်ယောက်ကပြန်လည်တင့်မြတ်သွားခဲ့ပါတယ်။ ဒါပေမဲ့သူတို့ထပ်ပြီးမတုံ့ပြန်နိုင်ခင်မှာစူးစူးဝါးဝါးအော်တန်တစ်ခုကတိတ်ဆိတ်ငြိမ်သက်မှုကိုဖြိုခွဲဖြစ်လိုက်ပါတယ်။ခွေယူတွေရဲ့သွေးစာတန်းတွေကခြေထဲမှာပက်တင်ထပ်နေခဲ့ပြီလေ။သူတို့ရောက်လာပြီလား။ကြုံဆိုင်မှုအချိန်မရှိတော့ပါဘူး။တချင်ကရန်သူတွေဖြစ်တဲ့ဒေါက်တာရှာနတ်ခရယ်လာတို့ကနောက်ဆုံးတိုက်ပွဲမှာဘေဂျင်းကက်လျက်ရှိနေခဲ့ကြပါဗျ။ ါပဲမဲ့သူတို့ကိုတပ်ပစ်တာကဘန်းနိုင်မဟုတ်ပါဘူးသူတို့ကိုအမှန်တကယ်ကယ်တင်နိုင်တဲ့တခုတည်းသောအရာကအစိတ်ဖြေစေပါပဲသူတို့ရဲ့ခနာကိုယ်ကြီးတုံ့လှုပ်သွားပြီသူတို့ကစိတ်ဝိညာဉ်ကိုခွဲထုတ်ဖို့ကြိုးစားနေတယ်လို့သူတို့ရဲ့ယူသွမှုတွေရပ်တန့်သွားပြီသူတို့ရဲ့သွေးရောင်မျက်လုံးတွေကလည်းပျော့ပြောင်းသွားခဲ့ပါပဲသူတို့ပျော့ကင်းသွားခဲ့ပါပြီအရာအားလုံးကနောက်ဆုံးတော့ပြီးဆုံးသွားခဲ့ပါပြီပယမကြီးကသူ့အမကိုနိုင်ငံတော်ကိုပြန်လာဖို့စိတ်အားထက်သန်စွာဖိတ်ခေါ်ခဲ့ပေမဲ့ခရဲလာကတော့ညှင်းဆုပ်ခဲ့ပါတယ်။ သူကစကားတခေါ်မှမပြောဘဲဒေါက်ထရရှာကိုခဏလောက်စန့်ကြည့်လိုက်ပြီးဖုန်ဖုန်နဲ့ထွက်ခွာသွားခဲ့ပါတော့တယ်ခေတ္တကစတင်ခဲ့ပါတယ်ဒီဒီချိန်မှာတော့ဒေါက်ထရရှာက အတိတ်ကအမားတွေကိုထက်ခါထက်ခါမလုပ်တော့ဘူးလေ